်မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့လက်စစ်ပိုင်းမှာတကယ်အခြေခံကြတဲ့ Ohm's law လို့ခေါ်တဲ့ Ohm ရဲ့နိယာမအကြောင်းပါပဲဒါကလက်စစ်ပတ်လန်းတွေဘလို့အလုတ်လုတ်တယ်လဲဆိုတာနားလည်ဖို့တကယ်တော့ချက်တစ်ခုလို့ပြောလို့ရတယ်နော်ဆိုတော့ဒီနေ့ဆွေးနွေးမှုမှာ ကျမတို့ရဲ့အတ္တိကရည်ရွယ်ချက်ကတော့လေလက်စီရဲ့အတ္တိကကစားသမား၃ယောက် ဘောအား voltage လက်စီကြောင့် current နဲ့ခိုခံမှုအား resistance အဲ့ဒါဒီတစ်ခုနဲ့တစ်ခုဘယ်လိုဆက်ဆက်နေလဲဆိုတာကိုရှင်းရှင်းလင်းလင်းမြင်သွားစေဖို့ပါပဲ။ Ừm အဲ့ဒီတုံးခုရဲ့ဆက်ဆက်မှုကိုနားလည်သွားရင်လက်စပစ္စည်းတွေအလွတ်လုံးကိုပိုပြီးတွင်းကြကြတီလာမှာပေါ့။ကဲဒါဆို ohms law ဆိုတာပါလေဘယ်လိုအလွတ်လုံးလဲဆိုတာလေးစားလိုက်ကြရအောင်။အခြေခံသဘောတရားကတော့လက်စပလန်အခုမှရှိတဲ့အဓိကဂိမ်းသုံးခုပေါ့နော်။ voltage, voltage, fee လျက်စီကြောင့် current i နေခုကမှုအား resistance r အဲ့ဒါတွေတစ်ခုနဲ့တစ်ခုဘလို့အချိုးကျဆက်ဆက်နေလဲဆိုတော့ကိုရှင်းပြတဲ့နေရာမှာပါပဲမှန်ပါတယ်ဗျာ Joss own ကစံတပ်မှုတွေအများကြီးလုပ်ပြီးတော့မှဒီဆက်ဆက်မှုကိုရှာတွေ့ခဲ့တာပါအဲအရှင်းဆုံးပြောရရင်တော့လေလျက်စပလန်တစ်ခုမှာ vote အဆိုတဲ့လျက်စဖျားများလာရင်လျက်စီကြောင့် current ပိုများများစီးဆင်းနိုင်တယ်อืมဟုတ်ကဲ့ဒါပေမဲ့ အဲ့ဒီလျက်စီးကြောင်းစီစင်တာကူတားစီးတဲ့ခုခံမှုအား resistance ကများနေပြန်ရင်တော့လျက်စီးကြောင်းကနည်းသွားတော့အဲ့ဒီတုံးဟုအပြန်အလှန်ဆက်နွယ်နေတဲ့သဘောကိုဖော်ပြတာပါပဲဆိုတော့အဲ့ဒီဆက်နွယ်မှုကိုပြတဲ့ပုံသေးနီး၃မျိုးရှိတယ်ဆိုပြီးပြောကြတယ်နော်ဟုတ်ပါတယ်အဓိကပုံသေးနီးတွေကတော့ v o r v ကိုတည်ခြင်းရင် v equals to i times r ပေါ့လျက်စီးကြောင်းနဲ့ခုခံတာကိုမျှောက်ရမယ်ဟုတ်တယ် ပြီးတော့လက်စီကြောင်း i ကိုတိချင်ရင် i equals to v divided by r ဘောအားကိုခုခံအားနဲ့စားရမယ်။ဟွန်းခုခံအား r ကိုတိချင်ရင်နော် r equals to v divided by i ဘောအားကိုလက်စီကြောင်းနဲ့စားရမယ်။ဒီဒီကြကြပါပဲ။ဒီပုံဒီနည်းသုံးခုကအမှန်တော့တစ်ခုတည်းကနေစဉ်သက်လာတာတွေပါ။ဒါပေမဲ့သုံးခုလုံးကိုအလွတ်ကျနေကြမလို့ဗျာ။မရရလွယ်တဲ့နည်းလေးတစ်ခုရှိတယ်။အော်ဟုတ်လားဘလို့နည်းလဲ။ ohms triangle လို့ခေါ်တယ်ဗျာ ohm ရဲ့ tree ကံပေါ့ tree ကံမူလေးဆွဲလိုက်တယ်ထိဆုံးမှာ v ကိုထားလိုက် ဟုတ်ကဲ့အောက်ခြေမင်းနဲ့ဘေဘက်မှာ i ညဘက်မှာ r ကိုချလိုက်ပေါ့ vir ပုံစံလေး oh v အပေါ် i နဲ့ r အောက်မှာဟုတ်ပါတယ်အဲ့ဒီသီကံစီတစ်ခုထဲနဲ့ပုံတင်နေတုံးခုလုံးကိုမှတ်ထားလို့ရတယ်ဘယ်လိုမှတ်ရလဲရှင်လွယ်ပါတယ်ကိုရှာရှင်နဲ့ကင်းရဲ့တင်ဂေတာကိုလက်နဲ့ခဏဖုံးလိုက်ပေါ့ဥပမာ v ကိုရှာရှင်နဲ့ဆိုရင် v ကိုဖုံးလိုက် ဟုတ်ကဲ့ဖုံးလိုက်ပြီ။အောက်မှာပါကျန်လဲ။အိုင်နဲ့အားကဘီဂျင်းကက်လျက်ကျန်နေတယ်ဟုတ်။အင်းဟုတ်။အဲ့ဒါကမြောက်တာကိုပြတယ်။ဆိုတော့ V equal I time R ဖြစ်သွားရင်။အော်ဟုတ်တော့ပဲ။ Okay ဒီတစ်ခါအိုင်ကိုရှာရှိလို့ဖုံးလိုက်ကြည့်။ဟုတ်ကဲ့အိုင်ကိုဖုံးရင် V ကအပေါ် R ကအောက်မှာ။ဟုတ်တယ်။အပေါ်အောက်ဆိုတာအစလားပေါ့။ I equal V divided by R ။အော် လွှဲလိုက်တာဟုတ်တယ်မလားနောက်ဆုံး r ကိုဖုံးကြည့်လိုက် r ကိုဖုံးရင် v ကအပေါ် i ကအောက်ဆိုတော့ r v divided by i မဟုတ်အဲ့ဒါပဲဗျာဒီတရိကံလေးရှိရင်ပုံသင်လေးကြက်စရမလို့တော့ဘူးလိုအပ်တယ်လို့ထုတ်သုံးယူပဲတော်တော်တော်အတုံးဝင်တယ်နီးပဲရှင်ချစ်စုပဲအဲတင်ကေတာနဲ့ပတ်သက်ပြီးကျွန်မနိုင်တဲ့မရှင်းတလီတခုရှိသေးရဲ့ရရှိချောင်း current ကိုအဲဘာလို့ i ကိုသုံးရတာလဲသူ unit ampere ကိုအစွဲပြုပြီး a လို့သုံးရင်ကောမကောင်းဘူးလားလို့ ဲ့ဒါမင်းခွန်းကောင်းတစ်ခုပဲဗျာဟုတ်တယ်လူတော်တော်များများလည်းအဲ့လိုတွေးမိကြတယ်ဒီအိုင်သင်ကေတရဲ့အရေးမိကတကယ်တော့ဖြင်းတည်ယူပဗေဒပညာရှင်အွန်ဒရေအမ်ပီယာစီကလာတာပါသူ့ကိုဂုံပြုပြီးယူနီကိုအမ်ပီယာအမ်လို့ပေးထားတာတော့မှန်တယ်ဟုတ်ကဲ့ဒါပေမဲ့သူလျက်စီးချောင်းကိုလေ့လာတော့ငါတုံးခဲ့တဲ့စကလုံးကပြင်းတယ်လို့ intensity du courant intensity du courant ဟုတ်ကဲ့အင်္ဂလိပ်လိုဆိုရင်တော့ intensity of current ပေါ့ မြန်မာလိုတိုက်ရိုက်ဆိုရင်လက်စီကြောင်းရဲ့ပြင်အားလိုအဓိပ္ပာယ်ရတယ်အဲ့ဒီပြင်းသစ်စကလုံး intensity ကအိုင်းကိုယူတုံးလာရကနေအဆင့်လာလို့ဖြစ်သွားပြီးဒီနေ့ထိလက်စီကြောင်းကိုကိုစားပြုတဲ့စံတန်ကတဖြစ်နေတာပါပဲအိုးအဲ့ဒီလိုကို intensity ကအိုင်းကြောင့်ဖြစ်သွားတာဟုတ်ပါတယ်ပြီးတော့တခါတလေကျရင် vo r အတွက် v အစား e ကိုတုံးလာမျိုးလဲတွေ့နိုင်တယ်တဲ့ e လားဟုတ်ကဲ့ e က electromotive force ရှစ်စစ်တုံးအားကိုကိုစားပြုတာ တဘောတရားကတော့ voltage နဲ့အတူတူပဲဒါကြောင့်ပုံစံတွေမှာ e လို့ပါလာခဲ့ရင်လဲ ohms law မှာ v နဲ့အတူတူပဲလို့မှတ်ပြီးတွက်လို့ရပါတယ်ဗျာအော်ဟုတ်ကဲ့ရှင်းသွားပါပြီကဲဒါဆိုရင်ဒီ ohms law ကိုလက်တွေ့ဥပမာလေးလေးနဲ့ကြည့်လိုက်ရအောင်နော်ပထမဆုံး volt အားကိုဘယ်လိုရှာမလဲဆိုတာကြည့်မယ်ဥပမာလေးတစ်ခုပြောပြမယ်ရိုးရှင်းတဲ့ပတ်လမ်းလေးမှာခုခံအား resistor တစ်ခုရှိတယ်သူ့တန်မိုးက3 ohms တဲ့ဟုတ်ကဲ့3 ohms resistor အဲ့ဒီပလန်ထဲကိုစီးနေတဲ့လက်ရှိကြောင် current ကိုတိုင်းကြည့်တော့ 2amps ရတယ်။ဒါဆိုရင်ဒီပလန်ကိုအားပေးနေတဲ့ battery ဒါမှမဟုတ် power ရဲ့ volt အားကဘယ်လောက်ဖြစ်မလဲ။ကောင်းပြီဗျ။ ohms triangle ကိုပြန်တုံးကြည့်မယ်။ V ကိုချချင်တာဆိုတော့ V ကိုဖုံးလိုက်ရင် I နဲ့ R မြောက်ရမယ်။ V equals I times R ပေါ့။ဟုတ်ကဲ့။ gain လေးထည့်ကြည့်အောင် I က 2amps R က 3ohms ဆိုတော့ V equals 2amps times 3ohms ။ အဲ့ဒါ6 volt ရတာပေါ့ဒါကြောင့် power unit က6 volt ဖြစ်မယ်ဗျ6 volt ဟုတ်ပြီဒါဆိုရင်လေခုခံအားကိုမပြောင်းပဲအဲ့ဒီ3 ohms မှာပဲထားပြီး volt အားကို20တိုးလိုက်ရင်ပါဖြစ်မလဲ6 volt battery အစား12 volt battery ကိုတွန်းလိုက်ညောင်း um ခုခံအားအားက3 ohms မှာတင်းငင်းနေပြီ volt အား V ကို6 V ကနေ12 V ကို20တိုးလိုက်တာဆိုတော့ပရိုတိန်အရာ i equals v divided by r မဟုတ်လားဟုတ်ကဲ့ i equals vr အဲ့တော့ i equals 12v divided by 3 ohms ဖြစ်သွားမယ်ဒါဆို 4m ကိုရမှာပေါ့အော်4 ohm နဲ့စတိုးတော့လက်စီကြောင်းလည်းနဲ့စတိုးသွားတာပေါ့ 2m ကနေ 4m ဖြစ်သွားတယ်ဟုတ်ပါပဲတကယ်လို့ဘူအားကိုနောက်တစ်ခါနဲ့စတိုးပြီး 24v လောက်လိုက်ရင်လက်စီကြောင်းက 8m ဖြစ်သွားမယ်ဒီကနေ့သိနိုင်တာကလက်စီကြောင်း i ဟာ voa v နဲ့တိုက်ရိုက်အချိုးကျတယ် directly proportional ဆိုတာပါပဲ voa များလေလက်စည်းများလေအဲ့ဒါကြောင့်ကို voa ဆိုတာ electron တွေကိုတွန်းပို့တဲ့ဖြားလို့ဆိုတော့ဖြားမင်းများပေးလေ electron တွေမင်းများစီးလေဖြစ်သွားတာပေါ့အဲ့လိုပြောလို့ရတယ်ဗျရေပိုက်တဲ့ကိုရေဖြားများများပေးလိုက်ရင်ရေထွက်များလာတာ ਨੇ သဘောတရားချင်းတူတာပေါ့အဲ့ဒါကြောင့်တခဲအားနေသွားရင်ဓမီကမိန့်သွားတာဖြစ်မယ် voa နဲ့တော့လက်စည်းနေသွားပြီးအလင်းရောက်ရောက်သွားတာတိတိကျကျပဲဗျ အဲ့ဒီသဘောတရားပါပဲကဲဒီတစ်ခါလက်စီချန် current iron ကိုရှာတဲ့ဥမာလေးကြည့်အောင်ဟုတ်ကဲ့6 volt power base နဲ့3 ohm tempo ရှိတဲ့မီလုံးတလုံးကိုဆက်ထားရဆိုပါစို့ဒီမီလုံးကိုဖြည့်စီမှလက်စီချန်ဘလောက်ရှိမလဲဒီတစ်ခါအယုံယုံရှာမှာဆိုတော့တရဲမှာ iron ဖုန်းလိုက် v ကအပေါ်အားကအောက် iron equals v divided by r ကိုတောင်းရမှာပေါ့ဟုတ်ကဲ့ပါဆိုတော့ v က6 volts r က3 ohms ဆိုတော့ iron equals 3 6 volts divided by 3 ohms 2 amps ရမှာပေါ့ဒီပလမ2 amps စီနေမယ်ဟုတ်ပြီဒီတစ်ခါကျတော့ voltage ကို6 volt မှာပဲထားမယ်ခုခါနူဝါကိုပြောင်းကြည့်မယ်ဥမာအဲ့ဒီပလန်ထဲမှာ3 ohm မီလုံနောက်ကလုံထပ်ပြီးဆက်တိုက်ချလိုက်တယ်ဆိုပါစို့ဒါဆိုစုစုပေါင်းခုခါနာက3 + 3 6 ohm ဖြစ်ပါမယ်အဲ့ဒီခါလက်ရှိကြောင့်ဘာဖြစ်သွားမလဲအမ် voltage က6 volt မှာပဲရှိနေပြီ ခုခါအက3 ohm ကနေ6 ohm ကို desato arabo oke okay. pungthiniga i equals v divided by r besoro i equals 6 volt divided by 6 ohms dazo 1 amp be janome oh kukan a nisato ro leshi chang ga tobo yot twa 2 amps ga 1 amp phi twa le ho ba de tege lo kukan a 12 ohms phyaung lo line go 12 ohms sui i equals 6 volt divided by 12 ohm 0.5 amp be janome မှန်ပါတယ်လက်စီကြောင်းက နောက်တော့ထက်ကြတော့တော့ဒါကမီးလုံးတဲ့ဆက်တိုင်ထက်ချိတ်လေးမိန်သွားလေးဆိုတော့ ਨੇ တွဲမြင်လို့ရတယ်ကျလိုတော့ကခုခံအများလာလေးလေးလက်စီကြောင်းနှီးသွားလေးလေးခုနကဘိုးအားနဲ့တိုက်ရိုက်ချိုးကြတာ ਨੇ စန့်တယ်မပန်တော့ဟုတ်တယ်ဗျာဒါကလက်စီကြောင်းအားဟာခုခံမှုအား ਨੇ ပြောင်းပြန်အချိုးကြတယ် inversely proportional လို့ခေါ်ပါတယ်တခုတိုးရင်နောက်တခုကယော့တယ်တဘာဝကြပါတယ် ခုခါအားဆိုတာစီးစစ်မှုကိုတားဆီးတဲ့သဘောဆိုတော့ခုခါအားများလေစီးဖို့ခက်လေလက်စီးနေလေထင်မှာမို့ခုနကတည်းကလက်စီးကြောင်းဆိုတာ electron စီးစစ်မှုလို့ပြောနေကြတာလေအဲ့ဒါကိုနည်းနည်းလေးပုံမြအောင်ရှင်းပြလို့ရမလားရှင် wire ကြိုးထဲမှာတကယ်ဘာတိထင်နေတာလဲ 1mc တဲ့ဆိုတာဘလောက်များလဲကောင်းတယ်မေခွန်းပါပဲလက်စီးကြောင်းဆိုတာအခြေခံအထင်တော့ကျေနံကြိုးလိုလက်ကူးပစ္စည်းတွေထဲမှာလွတ်လွတ်လပ်လပ်ရွေ့ရလာတဲ့ electron free electrons လေးတွေရှိတယ် ဟုတ်ကဲ့ပုံမှန်မှာတော့အဲ့ဒီ electron တွေကဂျင်းနီ atom တွေကြားထဲမှာဟိုဟိုဒီဒီဂျပန်တွင်နေကြတာဒါပေမဲ့ battery လို့ voltage in minute ဆက်လိုက်တဲ့အခါကျတော့အဲ့ဒီ voltage က pr တခုလို့ဖြစ်ကီ electron တွေကို ပတ်လန်းတစ်ချောင်းလုံးတစ်ဖက်ကနေတစ်ဖက်ကို စီးစနစ်တကျတွန်းပေါ်ပေးလိုက်တယ်အဲ့ဒီလိုအဆူလိုက်ရွေးလျမ်းထားလာကိုလက်စည်းကြောင်းလို့ခေါ်လာပါ အော်အဆုလက်ရွေးသွားတာဟုတ်ကဲ့ခုနက 1m ဆိုတာဘလောများလဲဆိုရင်လေတစ်စက္ကန့်အတွင်းမှာပက်လန်းပေါ်ကအမှတ်တစ်ခုကိုဖြတ်သွားတဲ့ electron ရွေတွက်ဟာခြားနောက်မှာတူညာ16လုံးအကြမ်းဖြင့်6.242 times 10 to the power 18 electrons per second ပေါ့အရေးအတွက်အဖြစ်မယုံနိုင်လောက်များပြပါတယ်တစ်စက္ကန့်လေးတွင်မှာ electron တန်းမောင်းကုရေကူတာပေါင်းများစွာကစီစဉ်သွားတယ်ဆိုတာစဉ်းစားကြည့်အောင်နဲ့တင်အန်တော့စရာပဲဒါကြောင့် 4R နည်းနည်းခုခံအားနည်းနည်း ပြောင်းတာနဲ့လက်ရှိကြောင်တိတိတတာပြောင်းလဲသွားနေတာကိုဟုတ်တယ်ဗျအဲ့ဒီသဘောပေါ့ကဲဒါဆိုနောက်ဆုံးဥပမာအနေနဲ့ခုခံမှုအား resistant အားကိုဘယ်လိုရှာမလဲကြည့်ရအောင်ဥပမာ12 volt power basic နဲ့ခုခံအားဘလောက်လင်းမသိတဲ့မီလုံးတစ်လုံးကိုဆက်ထားတယ်ပလန်းထဲကလက်ရှိကြောင်ကိုတိုင်ကြည့်တော့ဖွင့် 5mc နေနဲ့ဒါဆိုမီလုံးရဲ့ခုခံအားဘလောက်လဲဒီတစ်ခါအားကိုရှာမဆိုတော့ ohms triangle မှာအားကိုဖုံးလိုက်ရင် v ကအပေါ် i ကအောက်ပုံစံဒီက r equal v divided by i ပါဟုတ်ကဲ့ r equal v divided by i ပါဆိုတော့ v က12 volts i က0.5 amps ဆိုတော့ r equals 12 volts divided by 0.5 amps ဒါက24 ohms ရတာပေါ့အဲ့တော့မီလုံးရဲ့ခုခံမှုအားက24 ohms ဖြစ်မယ်ဗျ24 ohms ဟုတ်ပါပြီခုခံမှုအားရဲ့အရေးပါပုံကိုနည်းနည်းထပ်ပြောပြပါအောင်လားဘာလို့ပလတ်နေမှာ resistors တွေကိုတုံးကြတာလဲ ခိုခံမှုအားဓမ္မမှု resistory ရဲ့အဓိကအလို့ကလက်စီးချောင်းကိုထိမ့်ချုပ်ဖို့ပါပဲသူက electron စီးဆင်းမှုကို အတိုက်အတာတစ်ခုအထိတာစီပေးတယ် short ချပေးတယ်လုံးဝပိတ်ပင်တာတော့မဟုတ်ဘူးပေါ့နော်ဟုတ်ကဲ့ဒါကြောင့်အထီးခိုင်းမခံတဲ့အစိပ်ပိုင်းလေးတွေဥပမာ led မီးသီးသေးသေးလေးတွေဆိုပါဆိုအဲ့ဒါတွေကိုကာကွယ်ဖို့ resistor ကိုကြားခံအဖြစ် သုံးရတယ်။အော်ဥပမာ LED သလုံးကို9 volt battery နဲ့ တိုင်းရိုက်ကြည့်တော့ဆက်လိုက်ရင်ဗိုးအားရောရစီကြောင့်မှမြားလွန်းလို့ချက်ချင်းပျက်စီးသွားနိုင်တယ်။လောင်းသွားနိုင်တယ်။ဟုတ်ကဲ့။ဒါပေမဲ့တင်းတော်ရဲ့ resistor တခုဂျာမခံလိုက်ရင်အဲ့ဒီ resistor ကဗိုးအားတချို့ကိုသူ့ပုံမှာခံယူလိုက်တလို့ဖြစ်သွားပြီးတော့ပတ်လန်းထဲမှာရစီကြောင့်ဆွဆူပုံကိုလည်းယော့ချတော့စေတယ်။ဒါကြောင့် LEDC ကိုသူ့အတွက်လုံလောက်ပြီးဘေးကင်းတဲ့ဗိုးအားနဲ့ရစီကြောင့်ပမာဏလောက်ပဲရောက်တာမို့မီလုံးလဲမှာပျက်စီးပဲလင်းနိုင်သွားတာပေါ့။အလိုရော ရစ်စတောကလစ်စီချောင်းကိုလိုတလောက်ထိမ့်ပေးတာဗော။ဟုတ်ပါတယ်။အချုပ်ပြောရရင်တော့ပတ်လန်းတစ်ခုမှာလျှက်စီချောင်းကို တိုးချင်ဝေါအားကို တိုးပေး။ဒါမှမဟုတ်ခုခံအားကိုရှော့ချ။လျှက်စီချောင်းကိုရှော့ချင်တော့ခုခံအားကိုတိုးပေးရမယ်။အဲ့သဘောတရားပါပဲ။တော်တော်လေးရှင်းရှင်းလင်းလင်းဖြစ်သွားပါပြီ။ညမှာကရွရှင်းတယ်လို့ထင်ရပါပဲ။လက်စစ်နဲ့အီလက်ထရောနစ်နားလည်မှုအတွက်တကယ့်အခြေခံအုတ်မြစ်ပဲဗျာ။